အမ်ဒရူတက်ချာနေပြန်လဲကြိုးဆိုလိုက်ပါတော့ဗျာဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကတော့မိခလုတ်သုံးခုပါတဲ့ခလုတ်ကိုဘယ်လိုဆင်လဲဆိုတာကိုကျွန်တော်တို့ရှင်းပြပေးမှာဖြစ်ပါတယ်ကျွန်တော်နဲ့တူဗီဒီယိုလေးဆုံးတဲ့အထိကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်ပရမဆုံးနေနဲ့ main breaker ရဲ့ neutral line အနှကျိုးကိုမိကောင်းနေရဲ့တစ်ဖက်ဆစီကိုတိုက်ဝင်မှာဖြစ်ပါတယ်ဗျာအဲဒီဗီဒီယိုဖိုင်နဲ့လည်းရှင်းပြပေးတာပါတယ်အဲတော့ breaker ရဲ့ ဆူဆွယ်လိုက်စကိုကျွန်တော်တို့ဝါရဝင်လိုက်ပါမယ်ဤရနမိကောင်းတစ်ခုရဲ့တစ်ဖက်စကိုကျွန်တော်တို့တက်ပါမယ် ောက်ထပ်မိကောင်းတစားကိုလည်းကျိုးဆက်တတ်ပါမယ်ဒီကျိုးတွေကတော့လူပင်ကူးထားတာဖြစ်တဲ့အတွက်ဝါနှချောင်းကိုကူးထားခြင်းဖြစ်ပါတယ်ဒီကောင်းနေမှာတော့ဒီကျိုးတွေကိုခံအောင်လို့တော့လည်းလည်းပြူးဆိုင်ပြီးတက်ဖို့လိုအပ်ပါတယ်ဆလိုမှာမဟုတ်ရင်ပြန်လည်းပြုတ်ထွက်တာမျိုးဖြစ်တတ်ပါတယ် နောက်ဆုံးတစားကတော့ကျိုးနှစ်ချောင်းပူးစရာမလိုတော့ပါတစားပဲဂျန်တဲ့အတွက်နောက်ဆုံးပြီးကောင်းရဲ့တစားကိုမမှတ်ဘူးမိကလုတ်တွေကိုတတ်မယ်ဆိုရင်ကျွန်တော်တို့ကဒီမိခလုတ်ရဲ့နောက်ကျောဘက်မှာမတက်ခင်တည်းကကြိုတင်ပြီးဝါယာတွေကိုဟို ပြူပြီးစင်ထားဖို့လိုပါလေဗျမီကလုတ်တစ်ခုလဲဆိုရင်တော့မလိုအပ်ပေမဲ့မီကလုတ်သုံးခုဆိုရင်တော့လိုအပ်ပါလေဗျဘယ်လိုမျိုးကျွတ်တယ်တရားလဲဆိုတာလေးကိုကျွန်တော်အခု PowerPoint နဲ့ရှင်းပြပါမယ်ဗျကဲပါဗီဒီယိုဖိုင်နဲ့လည်းကျွန်တော်ရှင်းပြပါမယ်ပထမဆုံးမှာဂျူးနှစ်ဆကိုကျွန်တော်တို့ဦးပြီးတော့လိန်လိုက်ပါမယ်ဗျ ဒီကျိုးတွေကရရှိဖို့မလိုပါဘူး။နည်းနည်းတူတူဆိုရပါပြီ။ဒီမိခလုံးရဲ့တစားကိုကျွန်တော်တို့ဝင်ပါမယ်။ဒီကလုံးတစ်ခုရဲ့တစ်ဖက်စားကိုဝင်ပါမယ်။ပေါ်နယ်လိုပဲကျွန်내 ဆက်ထားတဲ့နေရာကနေပြီးတော့ကျန်တဲ့မီးခလုတ်တစ်ခုရဲ့ဒဇာကိုဝင်မှမယ်။ဒါကဘယ်မီးခလုတ်ကိုပဲအရင်ဝင်ဝင်ဝင်လို့ရပါတယ်နော်။ကျွန်တော်ကတော့ဟို PowerPoint မှာပြထားတဲ့အတိုင်းတူညီအောင်လို့ဒါကျွန်တော်လိုမျိုးလေးရွေးချယ်ပြီးတော့တက်ဆင်ပေးခြင်းဖြစ်ပါတယ်။ လူပင်ကူပြပြဆိုရင်တော့လိုင်းကျိုးအနီကိုမီကလုတ်တင်မှာဘယ်လိုဆင်လဲဆိုတာကိုပုံမှန်ပြတ်တတ်ပြီးမှဖြစ်ပါတယ်ဗီဒီယိုဖိုင်နဲ့တကွလည်းရှင်းပြပေးပါမယ်ပထမဆုံးဘရေကာကနေပြီးတော့လိုင်းကျိုးအနီကိုဝင်မှမယ်ပြတစ်ဖက်စပို့ပေါ့ဂျန်နဲ့တစ်ဖက်စကိုတော့ မိခလုတ်ရဲ့လူပင်ကူးထားတဲ့တနေရာရာမှာပေါင်းထည့်ပေးရမှာဖြစ်ပါတယ်ဗျ။ဘယ်နေရာမှာပဲပေါင်းထည့်ထည့်ထဲလို့ရပါတယ်နော်။ဒါပေမဲ့ကျွန်တော်ကတော့ပုံမှာပြထားတဲ့အတိုင်းတူညီအောင်လို့မိခလုတ်ရဲ့အောက်ဆုံးတစ်ခုမှာပဲလူပင်ကူးထားတဲ့ဝါယာနဲ့သူပေါင်းထည့်ပေးမှာဖြစ်ပါတယ်ဗျ။ဒါဆိုရင်မိန်ဝါယာဝင်လာတော့ပြီးပါပြီဗျ။မိခလုတ်တွေကိုဝါယာကျိုးဝင်ဖို့ကျွန်တော်တစ်ချက် ဝင်ပြပါမယ်ပြမဆုံးမိခလုံးရဲ့လွတ်နေတဲ့ဒဇကိုကျွန်တော်ဝင်ပါမယ်ဗျဘာယာကျိုးရဲ့ကြံတဲ့တစ်ဖက်ဆကိုတော့အဲ့ဒီခလုံးနဲ့သက်ဆိုင်တဲ့မိကောင်းရဲ့လွတ်နေတဲ့တစ်ဖက်ဆကိုဝင်ပါမယ်။ နောက်ထပ်မိခလုတ်ကိုဝါရထပ်ဝင်မှာမြေနောက်မိခလုတ်ရဲ့လွတ်နေတဲ့တစကိုဝါရရဲ့တစကိုဝင်မှာမြေတစ်ဖက်ဆကိုဝင်မှာမြေကျန်တဲ့ဝါရရဲ့တစ်ဖက်ဆကိုလည်းအဲ့ခလုတ်နဲ့သက်ဆိုင်တဲ့မိခေါင်းရဲ့လွတ်နေတဲ့တစ်ဖက်ဆကိုဝင်မှာမြေ မိခလုတ်နှစ်ခုတော့ဝါယာဝင်လုပ်ပြီးပါပြီနောက်ဆုံးမိခလုတ်တစ်ခုကျန်တာကိုလည်းဝါယာဝင်မှမယ်မိခလုတ်ရဲ့ကျန်တဲ့လွတ်နေတဲ့တစကိုဝါယာရဲ့တစ်ဖက်ဆောက်ကိုဝင်မှမယ်ဝါယာရဲ့ဂျန်နက်တစ်ဖက်ဆောက်ကိုအဲ့ခလုတ်ရဲ့သက်ဆိုင်နဲ့မိကောင်းရဲ့လွတ်နေတဲ့တစ်ဖက်ဆောက်ကိုဝင်မှမယ် ဒါဆိုရင်တော့ဝါကျိုးဝင်နေကိစ္စတော့အားလုံးပြီးပါပြီဗျကျွန်တော်တို့ဘလို့လုံးလုံးလဲဆိုတာကိုပြပါမယ်မီကလုတ်တွေဖွင့်တယ်လင်းပါမယ်ဗျဗီဒီယိုပိုင်းမှာလည်းတစ်ချက်ဒီမှာမီကလုတ်ဝေကောင်း on မယ်မီကလုတ်ဖွင့်မယ်သက်ဆိုင်ရာမီလုံးတွေကလုတ်ဖွင့်တိုင်းမှာမီလင်းလာမှာဖြစ်ပါတယ်ဗျပြန်ပိတ်မယ်ဟုတ်ကဲ့ပါဗျအားလုံးနားလည်မယ်လို့ထင်ပါတယ်ဗျကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲကျေးဇူးပါ